တုံးပွဲဆက်နိုင်ပြီးဂျိုရှွာဗန် UFC ကစားမပွားဟာဂုံစရာပိုကောင်းလာပြီအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Fight ကနေပြန်လှည့်ပြီးတော့ဂျိုဆိုလိုက်ပါတယ် UFC မှာပထမဆုံးမြန်မာနိုင်ငံကိုစားပြုစားနေတဲ့ချင်းဖိုင်တာဂျိုရှွာဗန်ကဂုံစရာရီထက်ကထက်ကလုံးပြနေပါတယ်နီဗာဒါပြည်နယ်မှာရှိတဲ့နာမည်ကျော် T-Mobile Arena အားကစားရုံနဲ့မြန်မာအလံကိုလှလှပပလွှမ်းခြုံခွင့်ရတဲ့ပထမဆုံးပွဲမှာဗန်ကနိုင်ပွဲယူခဲ့တာပါ ဗန်ကဂျပန်ဖိုက်တာဆူရီယာကိုအပြတ်အသတ်အသာစီးထိုးပြပြီးတော့နိုင်ပွဲရခဲ့တာပါဗန်တို့အခုနိုင်ပွဲ UFC မှာ၃ပွဲဆက်အနိုင်ရတာဖြစ်ပြီးတော့ Flyweight Dan Ranking 15ဦးနဲ့ပြန်ဝင်နိုင်မဲ့အခွင့်အရေးကိုပိုင်ဆိုင်ခဲ့ပါလိမ့်အခုဝဲမတိုင်းကမှဗန်က Flyweight Dan Ranking ထဲကနေဖယ်ရှားခံလို့မခံချင်းစိတ်ပြင်းထန်နေတာပါချန်ပီယံကပတ်ယူဘုတ်ထိမျောလင်းထားတဲ့ဗန်ကဆူရီယာကိုအကောင်းဆုံးတုံ့ပြန်ပြီးတော့ထိုက်တန်တန်နိုင်ခဲ့တာပါဗန်ကိုဆူရီယာကတိတ်တောင်းထုတ်ပြီးတော့ဖိအားပေးချင်ခဲ့ပါလိမ့် ဒါပေမဲ့ဆူရီယာမှာဗျူဟာကိုဗန်ကအကောင်းဆုံးရှောင်ထွက်ပြီးတော့တံပြန်ထိုးနှက်ခဲ့တာပါ။ဂျပန်ဖိုင်တာဆူရီယာကဗန်ထက်လက်သီးထွက်တာပိုပြီးတော့ကောင်းပါလိမ့်။နဗန်ဇာမားဘွားကလာလို့အချုပ်လဲပိုင်ပါလိမ့်။သူ့ရဲ့ဘရိုဇာမားဘွား၁၀ဘွဲမှာ၄ဘွဲကိုချုပ်ခွဲနိုင်အနိုင်ရထားတာပါ။ဆူရီယာက9ဘွဲ10ဘွဲတဲ့က၄ဘွဲကိုအလဲထိုးနိုင်ရထားတာပါ။ဗန်နဲ့တွေ့မှာတော့ဆူရီယာရဲ့ဂုံတိတ်ခါကြာဆင်းခဲ့ရပါပြီ။ဆူရီယာကဗန်ကို၂၁ချိန်ထိတိတ်တောင်းလို့စူးစမ်းခဲ့တာပါ။စတန်ဖိုင်မှာဗန်ကိုမရှင်နိုင်မှန်းသိလို့လုံးပဲလုံးနေခဲ့တာဖြစ်ပါတယ်။ ။ဖန်ကတိတ်တောင်းအလုံးမခံအောင်တုံပြန်ပြီးတုံပြန်တော့ဇူရီယာကလည်းလုံးပြီးလုံးနေခဲ့တာပါ။ဇူရီယာဝင်လုံးတာ22ချိန်လုံးပြီးမှ4ချိန်သာအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ဇူရီယာကလုံတိုင်းမဖြစ်တဲ့အခါယုံကြည်စိတ်ကြလာခဲ့ပါလိမ့်။လက်တီကောင်းခြေကန်ချက်တွေကောင်းတဲ့ဖန်ကြောင့်ဒက်ဖန်ညံ့တဲ့ဇူရီယာထိချက်တွေများခဲ့ပါလိမ့်။ဇူရီယာထိုးစစ်ကလုံးမဖြစ်တဲ့အခါဖန်ကဆေးအားတက်ကြွလာပါလိမ့်။ WiFi ထိတဲ့ကန်ချက်တွေဖန်လုံနိုင်ခဲ့ပြီးတော့ဇူရီယာအထိနာခဲ့တာပါတတရချီမှာတော့ဖန်ကတာလုံးခဲ့ပါပြီ အလဲထိုးနိုင်မဲ့အခွင့်တွေလည်းရခဲ့ပါတယ်။လက်သီးထိုးချက်တွေကကောင်းမွန်လုံးပြီးတော့ဆူရီးယားဘလို့မှကိုမရှင်းနိုင်ခဲ့တော့ပါဘူး။ဘရူနိုဆေးဗာနဲ့ပွဲပြတ်သွားတာဗန်ထွက်နေနိုင်လို့ယူဆသူတွေလည်းရှိပါတယ်။ရန်ကီမင်းနဲ့ဇာဗာနဲ့ထိုးခွင့်ရမှသာဗန်တယောက်ပို့ပြီးတော့အတိမတ်ပြုခံပါဖြစ်ပါတယ်။ဆူရီးယားနဲ့ပွဲပြီးမှဗန်ကရန်ကင်ထိတ်ဆုံးဆယ်ဦးစင်းဝင်သူတွေနဲ့ပဲရင်ဆိုင်ချင်နေပါတယ်။ချန်ပီယံစိတ်ကူးကလည်းဗန်ရဲ့အတွေ့အထိမှာစိုးမိုးထားပါတယ်။ UFC အဖွဲ့အစည်းကိုရောက်ချိန်ကစလို့ဗန်စိတ်ကူးထားလည်းဖြစ်ပါတယ်။ ဘလွယ်ဖြစ်ဖြစ်ဗန်က UFC မှာမြန်မာဂုံဆောင်ပါသူကမြန်မာနိုင်ငံမှာအချိန်ကြာမနေရပါမိမ့်မြန်မာနိုင်ငံကိုတန်ဖိုးထားချင်းမြနိုးပါလိအခုလဲမြန်မာအလံလွမ်းခြုံကွင်းရာသွားလို့ဗန်ကသွားလေရမြန်မာအလံနဲ့ဂျီနူးစွာသွားနေတာတွေ့ရတယ်တင်းနာရှင်းလင်းပွဲမှာဗန်ကမြန်မာအလံခြုံပြီးတော့ပြောဆိုခဲ့တာတွေလည်းတွေ့ရပါတယ်ဗန်ကကိုရီတာတန်းနဲ့ပွဲမှာဒေါ်လာ၄၈၀၀ထိပိုင်ဆိုင်ခဲ့ပါတယ်ဗန်ကနိုင်ပွဲရလို့ပိုဆူဂျီနဲ့စပွန်ဆာဂျီတွေပေါင်းရင်ဒေါ်လာ၁သိန်းအောင်ရမယ်လို့သိရပါတယ် အမေရိကန်ဒေါ်လာတသိန်းစွာမြန်မာငွေကြေးနဲ့ဆိုရင်သိန်း9000လောက်ရှိပါလိမ့်မယ်။ Van ကတနည်းကိုပြန်ပြ၄ဘွဲလောက်ထိုးမယ်ဆိုရင်သိန်း1000ခန်းဝင်ငွေရှိနေမှာပါ။ Van က UFC မှာမြန်မာ Fighter ပုံများလာဖို့လဲမျှော်လင့်နေပါလိမ့်။သူ့လိုအောင်မြင်တဲ့မျိုးဆက်တွေရှိလောင် Van ကူညီပေးခြင်းနေပါလိမ့်။ Van ကို UFC ဥက္ကဋ္ဌဒါနာဝိုက်ကဘွဲတွေဇက်တိုက်ပေးဖို့ရှိနေရပါ။နိုင်ဘွဲဆက်ထားတဲ့ Xama 2လည်းဖြစ်လို့တန်ဖိုးထားနေပါလိမ့်။ Van ကမြန်မာ Fighter လောကရဲ့သူရဲ့ကောင်းအစ်စ်ပါပဲ။ UFC မှာ Van ရဲ့ဂုံတရင်ကထပ်ပြီးတော့လင်းပါနေအောင်မှာပါ။ ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲခင်ဗျဆိုတော့ UFC မှာနိုင်ပွဲဆက်နေကြတဲ့ fan အတွက်ဘာလို့မျိုး confuse ကပြောခြင်းလဲပြောပြီးခဲ့ပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ